TV မှာယခုတင်ဆက်တော်မှာတော့ Greenie Dine ရဲ့ရိုးရပွဲတော်တစ်ခုဖြစ်တဲ့ဒီကုခေါ်အဲရိုပေါ်မီကြောင့်ဖြစ်ပါတယ်ရှင်။အဲရိုပေါ်မီခေါ်ဒီကုပွဲတော်ဟာဘလို့အခြေတည်ဖြစ်ပေါ်လာတယ်ဆိုတာရေဒီကုပွဲတော်နဲ့ပတ်သက်ပြီးတမန်ရင်ကြောင်ရိုးရပွဲပျော်ပွဲရှင်ပွဲအခန့်တွင်မှုရနဲ့ပတ်သက်ပြီးစတဲ့အကြောင်းအရာများကိုကျွန်တော်တို့ Kin TV မှာပြန်လည်မျှဝေတင်ဆက်တော်မှာဖြစ်တဲ့အတွက်အတူကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ဒီကုပွဲတော်ဟာကရယာလူမျိုးတို့ရဲ့ထုံနှန်းဆန်လာယဉ်ကျေးမှုပွဲတော်တစ်ခုဖြစ်ပါတယ် အဲ့ဒီပွဲတော်ကိုအစင်လာရအဲ့ရိုပေါ်မီဆိုပြီးတော့မှလည်းခေါ်တယ်အဲ့ရိုပေါ်မီကျင်းပပြုလုပ်တဲ့အခါဒီကုပဲဖြင့်ဒီကုထောက်ရတာကြောင့်ဒီကုပွဲဆိုပြီးအများစုကအဲ့လိုခေါ်ကြတာပေါ့နော်ဒီကုကိုတရိကံပုံတံတုံတော့ချွန်ထုတ်ပြီးအဲ့ဒီတုံတော့ချွန်တုံခုကိုတစည်းရဖြစ်အောင်နှိဖြင့်စီလိုက်တယ်။ပြီးလို့ရှိရင်အဲ့ဒီတစည်းရဖြစ်အောင်ဒီကုတုံခုစီထားတာကိုရှေးရခင်ကလေးကစီလုံးညညစွာအတူတူပါရှင်တွဲနေထလာခဲ့ကြတဲ့မျိုးနွယ်အရင်မြင့်ညီရင်အဖို့တုံအောင်စုဤစီလုံးညညမှုဆိုပြီးအတိတ်ပဲဖွင့်ဆိုထားတာပါနော်။ မြို့နယ်အရင်မြင့်မြင့်ရင်အကိုတော်အုပ်စုဆိုတာဘာကိုပြောတာလဲသိချင်လို့ပြောပြပေးလို့ရမလားရှင်ဟုတ်မြို့နယ်အရင်မြင့်တော်အုပ်စုဆိုတာကဂျုံငတ်အုပ်စုဘကလုံငတ်အုပ်စုညီဝငတ်အုပ်စုဆိုပြီးတော့မှငတ်တော်မျိုးပြန်တင်စာခေါ်ထားတာပဲเนาะအဲ့လိုပုံဆိုတော့အဲ့လိုအသေးပဲမျိုးလဲဆိုတာသိချင်လို့ရမလားရှင် အမလေးလာဖမီးရတယ်လားဗောနော်အဲ့လိုပုံမီဆိုတဲ့ဝဟာရာစကလုံးတစ်လုံးရဲ့အနေအတိတ်ပဲဗောနော်အဲ့ဆိုတာကခေါ်ဖိတ်တယ်ပြန်လဲစုံစည်းဖို့ဖိတ်ခေါ်တယ်နောက်ဒိုဆိုတာကြတော့စောင့်ထိန်နေရှောင်ကျင်နေပေါ်ဆိုတာရိုက်တယ်ပုတ်တယ်ဗောနော်မီဆိုတာကြတော့မီမီတောင်မီခဲဆိုပြီးတော့မှအဲ့လိုအတိတ်ပဲရတာဗောနော်နောက်အဲ့ဒီအဲ့လိုပုံမီလို့ခေါ်ရတာအဲ့ဆိုတာကြတော့ အဲတက်ရှိချင်ရှာရှိနေတဲ့လူတွေကနေကွယ်လွန်ကြည့်ရတယ်မိမိတို့ရဲ့ဘဝမိဘဆွေမျိုးတူရဲ့ကောင်းလေးကိုအောင်မြင်တတိယချင်တဲ့အတူပေါ့နော်သူတို့ရဲ့ဘဝညီတွေကိုဖိတ်ခေါ်ပြီးတော့မှရက်ဝေးရက်နီမှာမိဆွေတွေမိဆွေတငယ်ချင်းတွေကိုဖိတ်ခေါ်ပြီးတော့မှပြန်လည်ဆုံစည်းရမျိုးပေါ့နော်နောက်ဒိုဆိုတာကြတော့တန်တန်လုံးနေကြကနေပြီးတော့ခတားရရနာပြီးတော့မှအမတို့အလုပ်တွေကိုခဏနာပြီးတော့မှပေါ့နော်ကွယ်လွန်ပြီးတဲ့ဘိုးဘွားမိဘဆွေမျိုးမောင်နှမတွေကို အတွက်ပေါ့နော်တို့တို့တွေအတွက်ကိုဒီလာဆောင်ထိန်ထားတွေမကောင်မှုတွေရှောင်ကြဉ်တာတွေနောက်ကောင်းမှုကုသိုလ်တွေပြုလုပ်ပြီးတာအတိတ်ပဲရတာပေါ့နော်နောက်ပေါ့နဲမီကိုပေါ့မီဆိုခါကြတော့မိခဲကိုရိုက်ချပုတ်ချ၍အဲမိတော့မီလျံဖြစ်မကောင်းဆိုးွားတဲ့နတ်မိစ္ဆာတွေကိုအိမ်ပေါ်မှာနှင်ချပြီးတော့တူမီဖောက်ပြီးတော့မှပုံမောင်တိခတ်ပြီးတော့ရွာပြန်မောင်ထုတ်တယ်ညင်ထုတ်တယ်ဆိုတဲ့အတိတ်ပဲတက်ရောက်တယ်ဆိုပြီးတော့မှအမဖတ်ရတာပေါ့နော် အဲ့တော့ကြောင့်လို့အဲ့လိုပေါ်မီဟောဒီခုပွဲတော့ပေါ့နော်ကျင်ပါတဲ့အခါမှာကျမတို့ကရလူမျိုးတွေကဒီခုထုတ်ပြီးတော့မှမိဘဆွေမျိုးတွေနောက်ကွယ်လွန်သူများပေါ့နော်ဝိညာဉ်ပါမကြံပေါ့နော်အဲ့တဲ့တော်တွေကိုလည်းဖိတ်ခေါ်ကြွေးဝေးပြီးတော့မှပုံမောင်တိခတ်ကဖျားဖျော်ဖြစ်လေးရှိကြတယ်ပေါ့နော်နောက်အဲ့ဒေါ်ရူလို့ခေါ်တဲ့ကွယ်လွန်ပြီးတဲ့ဟိုဘောဘာပြီးပင်မိဘဆွေမျိုးတွေကိုပေါ့နော်ရည်စူးပြီးတော့မှလူတန်းကြွေးမွေးတာနောက် ပြီးတော့သနေလို့ခေါ်တယ်မကောင်းဆိုးဝါယောဂဗေယအပောင်းနဲ့နှမိတ်စာတွေအဖို့ပေါ့နော်မောင်းထုတ်ကြတယ်နောက်ဒီခုပဲတော့ရဲ့နောက်ဆုံးနေ့မှာဆိုလို့ရှိရင်ဖိုဒီခရီခေါ်တဲ့အဖိုးနဲ့ရုပ်ကိုပေါ့နော်ရွာရဲ့မြောက်ဖက်အရက်ကိုပို့ဆောင်ပြီးတော့မှအဲတားကောက်တက်ခွဲအကုလိုမကောင်းမှုဒုစရိုက်နဲ့ယောဂဗေယအပောင်းတွေကိုယူဆောင်သွားလေးရှိရဲဆိုပြီးတော့မှဒီခုပဲတော့ရဲ့အနစ်တာကအကြောင်းတချို့ကဟိုအမဖတ်ထားတာရှိလို့ပြန်လည်းမြောက်ပေးရပါဘူးနော်ညီမလေးတို့ကအဲရိုကွန်မြူနီပတ်တက်ပြီးဘာလို့တိထားရရှိလဲနော်။အင်း မိမတိထားနဲ့ပတ်သက်ပြီးမျှဝေခြင်းကတော့အဲဒိုပေါ်မီကို20လက်ခုလက်ရှိမိုးလက်ရှိကျအဂလစတမနာအတနာအောက်တမနာမှာခြေပကြတော့နော်အဲဒိုပေါ်မီကိုအဆစ်စစ်နဲ့ခြေပကြတယ်ပထမနေ့မှာဆိုရင် ကေးပြချဲမှာဦးစားပေးမှသူတို့ခောက်ရချက်တယ်ဒုတိယနေ့မှာဆိုရင်ဒီလေခေါ်ဒီကူရဲ့ခုမဲ့နေ့ရက်ကိုသူကကြက်ယူထိုးပြီးတတ်မှတ်ကြတယ် ။တရားရဲ့မဆွေဒီကူရဲ့မခုခင်မှာမိမိတို့မိသားစုဝင်များရဲ့လက်ပြကိုအိတ်တို့ချက်ဖတ်တောက်ပံဖြစ်ခေါ်ယူကြရတယ်နော်။ပြီးတော့ဒီကူရဲ့ကိုတာခုကြရတယ်။ဇဒထရဲ့မဆွေဆောလူနဲ့ဗဲနစ်အမှုတို့ကိုသူကအဆောင်ရကြရတယ်။ပစ္စမနဲ့မှာဆိုရင်ရက်နေရဝိမမိတ်ဆွေများကိုတို့ကဖိတ်ခေါ်ပြီးအခန့်ချင်းမွေးကြတယ်။ပြီးရင်ညနေပိုင်းမှာဆိုရင်ဖိုတိခရစ်ကိုရွာအတင်းတို့ပေးဆောင်ကြတယ်ဗောနော်။ ပြီးတော့ဆတမနစ်မှာဆိုရင်ဖိုဒီခရီဆန်ညံတဲ့နေအိမ်ကိုကျိုးရသူရသားတွေကစုယုံပြီးမိမိတို့နဲ့သက်ဆိုင်တဲ့ဇာဝနေရေး၊ကျမရေး၊လူမှုရေးစတဲ့အကြောင်းအရာတွေကိုဖိုဒီခရီကိုမေးမြန်းကြတယ်။တရမနစ်မှာဆိုရင်တော့တောင်ရလေးရခင်းထဲမှာစီတီအမှုကိုသူတို့ကဆောင်ရွက်ကြတယ်။ ပြီးတော့အထမနှစ်မှာဆိုရင်ဘုဒ္ဓခရစ်ကိုရွာမြောက်ဘက်အရက်သတ်မှတ်ထားတဲ့နေရာကိုပို့ဆောင်ကြတယ်ဆိုပြီးတော့ဒိုမီနီကန်ကိုတော့ကပြလဲမျှဝေထားတော့ကိုမိမလိလဖတ်ထားရတာပေါ့နော်။ဒီမှာလည်းဒီဒီကိုပေါ်လာတာတက်ပြီးတော့ဘောနော်တမိုင်းချောင်းဖတ်ထားလေးကိုအနေနဲ့ပြန်လဲညောင်းပြီးချင်းတယ်ဘောနော်ဒီကိုပေါ်တော့ဟာကင်းလူမျိုးတွေရဲ့အခြေအနေကလူမျိုးကပေါ်တော့တစ်ခုဖြစ်ပြီးတော့မှဒီပေါ်တော့ကင်းလူမျိုးမှာစီလုံးလူမျိုးကို တမိုင်းနဲ့ညီချင်းမှုကိုညီညွန်းတဲ့အထိမ့်မဲ့အနေနဲ့ပြစ်စင်ချင်ပါချတာဖြစ်တယ်ပေါ့နော်။ဒီလိုပွဲတော်ရဲ့မူလနောက်ခံတမိုင်းကိုပြတယ်မင်းများမယ်ဆိုရင်တော့ဒီဒီလိုပွဲတော်ရဲ့မူလတမိုင်းနောက်ခံကအလွန်စိတ်ဝင်စားဖို့ကောင်းပါတယ်ပေါ့နော်။နောက်လည်နိုင်ဖို့ရအတွက်ဆိုရင်တော့အရင်ဆုံးကလေးလူမျိုးတွေရဲ့ရွံ့နိုင်တဲ့ဂျီတို့အချားပေါ့နော်။တိုက်ခိုက်မှုအချားကိုသိထားဖို့လိုပါတယ်။ တမိုင်းပညာရှင်တွေကတော့ကင်းလီလူမျိုးတွေကမွန်ဂိုလီးယားကောင်းဖြစ်မြေကနေတောင်ဘက်ခြမ်းကိုတဖြည်းဖြည်းနဲ့ရွှေ့ပြောင်းလာလိုက်တာ BC 900နဲ့မှ39မှာတော့ဒမိုဆိုဆိုတဲ့နေရာမှာအခြေချနေထိုင်ခဲ့ကြတယ်ပေါ့နော်ဒီဒမိုဆိုဆိုတဲ့အရက်မှာနိုင်ငံကိုတည်ထောင်ပြီးမကြခင်ပါပဲမြောက်ဘက်ကယွန်းရှန်ခေါ်တဲ့ယွန်းနိုင်ငံကြီးရပေါ့နော်ကင်းလီနိုင်ငံတွေကိုလာပြီးတော့မောင်းဝင်ရောက်တိုက်ခိုက်လာခဲ့ကြပြီးတော့မှသူတို့ရဲ့လက်အောက်ကိုတင်တွင်းခဲ့လို့ဆိုပါတယ်ကင်းလီလူမျိုးတွေက ဒီ journey journey လာအောင်ပါတော့ဖိနေထုတ်ရှင်မှုတွေကိုဟိုအမျိုးမျိုးခံစားရတယ်လာခေကြတာကြောင့်ဒီဖိနေမှုတွေကိုပေါ်လာဖို့အတွက်လက်နက်နဲ့စတိအားတွေကိုစုပေါင်းပြီးတော့မှာတော်တက်ခဲ့ခဲ့ကြတယ်လူရင်း journey မျိုးတွေကိုတက်ခဲ့ချင်လို့နဲ့အခါပါဘောเนาะကြေးလေးလူမျိုးတွေကလက်နက်တမျိုးတည်းနဲ့ပဲဘောเนาะတိုင်းတက်ခဲ့ပြီးတော့အောင်မြင်ခဲ့တာမဟုတ်ဘူးအဲဒီရိတ်ခါပြက်လက်မှုမရှိသေးဘူးရအတွက်ပဲဘောเนาะအဓိကစတော့ခဲ့ရတဲ့ဟာက ဒီဒီကိုထုတ်ပြရဆိုဒီနေရာမှာအရေးပါတဲ့ခက်ခဲတာတွေပါဝင်လာခဲ့တယ်ပေါ့နော်ဒီဒီကိုထုတ်ပြလို့ဘာကြောက်ထုတ်ပြီးတော့မှအဲစစ်တော့တိုက်ရတာလေဆိုတော့ဟိုသူကထမင်းထပ်ပို့ပြီးတော့မှအကြရှိခက်တယ်ထုတ်ထုတ်ပို့ရတယ်ပဲကိုပဲပေါ့နော်သူကငါရဲ့တာကိုတောင်ရှိတဲ့ထားနေတာချောင်းလို့လိုက်ခင်းကြီးမှာမြေခါတော့ကတော့အခုစားမရှိဘူးပေါ့နော်ဒီလိုဒီလိုမျိုးပေါ့ကင်ဒီရဲပေါ်ရအဲဒီကူကိုတိုက်အတိုင်းတိုက်ပွဲစစ်နေတဲ့ပြင်မှာအကြရှိ တိုင်းနိုင်ငံဖို့ဆိုတဲ့ YouTube channel ပေါ့နော်ထုတ်ပြီးတော့မှတိုက်ခိုက်မှုပြီးတော့အကောင်းဆုံးနဲ့အားအမြင့်ဆုံးပေါ့နော်ဆက်ဆံနိုင်ကြရတယ်ဖြစ်ပါတယ်ဒီဒင်းကိုထုတ်တဲ့နေရာမှာဆိုလို့ရှိရင်ဘာလို့၃ခုကိုတွဲတူဟာအောင်းပြီးတော့မှထုတ်ကြရလဲဆိုတော့ဒီ young channel ရဲ့ခရင်မှုကိုမိနေမှုအောက်ကနေမြောက်ဖို့တော်တော်စုပေါင်းတိုက်ခိုက်တဲ့မျိုးတွေဆိုတော့၃ခုရှိတယ်ပေါ့နော်အဲ့ဒါတွေကတော့ကြရားလေကြရန်ကြရောဆိုတဲ့ ဲဒီမျိုးနွယ်စုတော့ခုကိုကိုစားပြုတဲ့အနေနဲ့ computer အဖြစ်ပေါ့နော်ယနေ့အထိဒီကိုထောက်ဝင်ဆိုရှယ်တောင်းတွဲတတွဲအဲ့လိုပို့ပြီးတော့မှထုတ်ကြခြင်းပဲဖြစ်တယ်ပေါ့နော်ဒါကြောင့်ဒီသူတို့တိုက်ခိုက်အောင်မြင်ခဲ့တဲ့အဲအောင်ရဲကို computer ဆောင်ရဲ့ပတ်သက်တဲ့အနေနဲ့ပေါ့နော်အရင်နေ့တစ်ထိ user access ကိုလက်စစ်ကနေနေတူပေါ်တော့ပို့စားတဲ့ကျမလာချင်ဖြစ်ပါလိမ့်ရှင်အမနဲ့နေနေရပေါ့နော်ဒီခုကအတွေ့အကြုံကိုအနေနဲ့ပြန်လည်မြောက်ပြီးပြောရမှာလားရှင် ဟောအဲ့ဒီအဲရိုပေါ်မီခေါ်တဲ့ဒီခုပွဲရောဘောနော်အမတော်ဂရင်းနီပြည်နယ်မှာနေဖူရဲဒူတိုင်ရဲ့ရင်ထဲမှာဘောနော်အမြဲတတိယနေမယ်ရိုးရပွဲရောတစ်ခုဆိုလည်းမမအောင်။နောက်အဲရိုပေါ်မီခေါ်ဒီခုကောက်မြင်ထုတ်ပွဲရောဘောနော်ဂရင်းနီလူမျိုးတွေရဲ့ထင်ရှားတဲ့ရိုးရပွဲရောတစ်ခုဖြစ်ပြီးတော့လေယာရီစိုက်ပြူထားတာအဲဒီနေ့တွေဖြစ်ထွန်းဖို့အတွက်နောက်ယောဂပြာကင်ဝင်ဖို့အတွက်ဆိုပြီးတော့မှရိုးရအရာပူဇော်ပတ်တာကြတဲ့ပွဲတွေဖြစ်တယ်ဘောနော်။ ဒီဒီခုကမင်ထုတ်ပေါ်တော့ဘုံနှစ်စဉ်ခုနကလို့ပဲပြောသလိုမျိုးတော်တလင်းလာတတင်ကျွလာတွေမှာကျင်ပါလေးရှိပြီးတော့ပွဲတော့ကာလာရောက်ပြီဆိုရင်ရက်ွက်လိုက်ရွာအလိုက်တရွာပြီးတရွာတရက်ွက်ပြီးတရွာကျင်ပါပြုလုပ်ကြတယ်ဒီကုကောင်းရင်ထုတ်ပွဲတော့ချိန်ဆိုလို့ရှင်လူတိုင်းပြောွှင်ကြတယ်ဘာလို့လဲဆိုတော့ရက်ွက်ကြေးရွာတွေကဘောနော်။နောက်အဲကြေးရွာတို့ကြေးရွာတို့ရက်ွက်တို့ရက်ွက်တွားတွေနောက်ရက်နေရက်ဝေမိတ်ဆွေတငယ်ချင်းတွေလည်းပြောတယ်။ဘာလို့လဲဆိုတော့အဲပွဲတော့ကျင်ပါတဲ့ချိန်ဆိုလို့ရှင်အဲကြေးရွာရက်ွက်ကြေးရွာတို့ကြေးရွာတွေရက်ွက်တို့ရက်ွက်တွားတွေက ရန်ရွေမိစုတငယ်ချင်းတို့ဖိတ်ပြီးကောင်းရင်ထုတ်တယ်နော်ခောင်းရည်တွေထမင်းဟင်းတွေနဲ့အဲ့ခန့်ကြုံွေးကြတာပေါ့နော်ထူချားတာတခုကလေအဲ့ဖိတ်ချချင်းမခံရပဲသွားရလို့ရှင်လဲမျက်နှာတည်းမျက်နှာစိမ့်မရွေးပဲနဲ့ဖြောရည်ပဖို့ရွေးပေါ့နော်ပြူငါပြီးတော့မှအဲ့ခန့်ကြွေးမွေးတာလေအဲ့ဒါထုံးစံရှိတဲ့ခါကျတော့အရှင်နဲ့တိတိမတိတိဟိုသွားတာပူပျော်ဖို့ကောင်းတယ်အဲ့မျိုးပေါ့ကြီးရောလေအဲ့ပွဲတော်အကျင်ပါတဲ့အချိန်ဆိုရှင် ရက်ကွက်ကြီးရွာတွေမှာဆိုမန်တက်ထိုးပြီးစုပေါင်းချက်ပြုတ်ပြီးတော့အဲ့ခန့်ကျွေးမွေးတာမျိုးမဟုတ်ပဲနဲ့သူ့အိမ်ကိုအိမ်တီချာချက်ပြုတ်ပြီးတော့မှအဲ့ခန့်ကျွေးမွေးတာမျိုးနော်အဲ့တွေတွေကလည်းတအိမ်တက်တအိမ်စင်းမော်နော်လဲလဲသွားရောက်စားတော့ပြီးတော့အင်ရှင်တွေကအဲ့တွေများလေးကြိုက်နေပဲအဲ့လိုမျိုးပြောကြကောင်းတာ အဲဒီခုပေါ်တော့အချိန်ဆိုလို့ရှိရင်ရက်ကွက်မိတ်ဆွေဟောင်းတွေနောက်ပြန်လည်ဆုံတွေ့ကြတာရှိတော့အဲကွယ်ကွက်နေတဲ့ညီကိုတွေမောင်မမတွေဆွေမျိုးတွေပြန်လည်ဆုံတွေ့ရတာတွေနောက်ပြီးလို့ရှိရင်အဲ့လိုမျိုးပေါ့တော့အခါကျတော့မိတ်ဆွေတက်လည်ရတယ်လို့ဟိုအမျိုးမျိုးတွေစုံကတော့ပိုပျော်ဖို့ကောင်းတယ်လေအဲပွဲကျင်းပတဲ့အချိန်တွေဆိုလို့ရှိရင်အဲ့ဒီတွေကိုနောက်အဲ့ဒီဟိုရိုးရအကရနဲ့ဖြောဖြေကြတာဟိုအိုးစီပုံမောင်းလက်ကွင်းပလွေစရတဲ့ဒူရီယာရနဲ့အကုန်လုံးအမျိုးသားအမျိုးသမီးစုံတွဲတွေပေါ့နော်အဲ့ဒါမျိုး ကခုန်ကြပြီးရောရှင်အဲ့ဒီတွေတချို့အဲ့ဒီဆိုရှင်တော့ဝင်ရောက်ကကြတာအဲ့လိုမျိုးပေါ့နော်တော်တော်တော့ပျော်ဖို့ကောင်းတယ်အမတို့တက်ကူကိုအကြောင်းတော့ကားဆိုလို့ရှင်လေအဲ့ဒီခုပဲရောက်ပြီဆိုရှင်ကြောင်းပြေးပြီးရောမှလေဟိုတငငချင်းလေးကိုပါခေါ်ပြီးရောမှအဲ့ပွဲတော့ကျင်ပါတယ်ရက်ကွက်တေးနော်အမျိုးတွေအိမ်အမတို့အမျိုးတွေချစ်ခဲ့လို့နန်ကွက်တွေရှိတာရောအဲ့ဒီမှာနေမှာခေါ်သွားလေပြီးတော့တငငချင်းလေးပါခေါ်သွားတာအခါကျတော့နောက်ရက်ဆိုရှင်ကြောင်းပြတ်တက်တော့တီချယ်ရာရောကော်ရောလို့ဆိုရုပ်ခံတက်ရတာလေအစုခံရတယ်ရှိရဲ့လုံးဝအမတ်တရပဲအဲ့ဒီလား ။နောက်အမတို့ဝယ်ကြောင်းပြေးပြီးတွားတာဝယ်စတိတ်ကြောင်းယူနီကြောင်းတွေကအစကြောင်းသားကြောင်းလူတွေတော်တော်များများလည်းရှိတယ်။အဲဒီခုဝယ်ကျင်ပတဲ့အခြေဆိုလို့ရှင်လေဟိုကရင်နီပြည်နယ်အပြင်ပေါ်တော့ရှမ်းပြည်နယ်မန္တလေးနောက်အဲဒီကရင်နောက်ရန်ကုန်မှာရောက်နေတဲ့နိုင်ငံအတီတီမှာရောက်နေတဲ့ဟိုတိုကရင်နီလူမျိုးတွေအချင်းချင်းပေါ်တော့ဆူစီပြီးတော့မှပွဲတော်ကိုကျင်ပတာလည်းရှိတယ်။နောက်အဒီခုကျင်ပတဲ့နေ့တွေဆိုလို့ရှင်အင်ရှင်ပဲပြောတာမဟုတ်အဲ့တဲ့တွေလည်းပြောတယ်အဲ့လိုမျိုးပေါ့နော်။ အဲဒီခုပဲကျင်ပါတဲ့ရက်ွက်တွေဆိုလို့ရှင်အဲ့သွားပွဲကျင်ပါတဲ့နေရာမှာလမ်းနေမှာဆိုကြည်လိုက်ဖြစ်အဲ့တွေတွေဆိုလို့ရှင်သူတို့လက်ထံမှာကောက်မြင်ထုတ်ကိုစီကိုစီနေနဲ့ပြန်လို့ရှင်ဟုတ်အော်ပြီးလို့ရှိရင်လက်ဆောင်ထည့်ပေးလိုက်တာပါမောင်။နောက်အဲဒီကုစားလို့ရှိရင်ကြာမရဲဆိုပြီးယုံကြည်ကြတာကြောင့်လက်ဆောင်ရရလို့အချင်းချင်းရလဲပြန်လဲပြီးရောမှာပြန်ပေးရပြန်ပြီးရောမြောင်းဝေပေးရပါတော့။အဲဒီကုပွဲတော့မှာဒီကုပွဲတော့ဘောနော်အဲလူအချင်းချင်းမေတ္တာမြောင်းဝေရနေရာဖြစ်တယ်လို့မေတ္တာပေါင်းကြတာဖြစ်တယ်ဆိုပြီးတော့လည်းပြောကြတယ်။ အဲပြီးတော့အဲ့ဒီအိုးစီဘုံမောင်းလက်ကွင်းပလွေစားတဲ့တူရီရဲ့အစုံနဲ့ဟိုတီမုတ်ကခွန်ကြတာဟိုတည့်မှကြာနေကြပိမောင်းမိမောင်းဆိုရဲအဲ့လိုအတန်မျိုးလေးညလေးတဲ့မလားအဲ့လိုမျိုးလေးဆိုတော့ဒါကပြောဖို့ကောင်းတယ်အမားတို့ဆိုမလွတ်တန်တွန်းနှွေးတာတခါမှမပြတ်ဘူးအဲ့လိုမျိုးအရန်ပြော့လို့လေအကြောင်းညမနုပဲအနေနဲ့ဒီကိုဝေတော့နဲ့ပတ်သက်ပြီးရိုးရအစီအစဉ်ကြောင်းနည်းနည်းမြဝေပြီးလို့ရမလား 嗯ဒီကူပွဲရဲ့ရိုးရအစီအစဉ်မှာဆိုရင်ညီမတိထားတာကတော့ဆောင်းဒုခဆောင်းအောင်ပွဲကိုကြည့်ပါကြတော့เนาะ ဲ့ဒီဇွန်လပွဲကျင်ပရချင်းကရှေ့အရင်ကရိုးလူမျိုးတို့ကိုတိုက်ထုတ်ရမှာကြဆုံသွားတဲ့သူများတွေကိုတတိယအောင်မိတဲ့အနေနဲ့မိမိတို့ရဲ့တည်ဆုံသွားတဲ့ဘူပါဆွေမျိုးများတွေကိုယူရွယ်ပြီးတော့ပူဆော်ဇွန်လတိုင်းမျိုးလောက်လာကြတာပေါ့နော်ဒီလိုဇွန်လပွဲတွေမှာဆိုရင်ဒီကူထုတ်၃လခုကိုပူးသွဲချပြီးတော့အိမ်အပြစ်ဘက်ဒီကထိတ်ရှိထင်ရပေါ်မှာချိတ်ထားကြတာပေါ့နော်ပြီးတော့ဝါဘူးငယ်တစ်ခုကိုခုတ်ပြီးတော့ခေါရီတွေထက်ပြီးတော့ဒီကူနဲ့သူထိုင်ရမှာချိတ်ထားရတာပေါ့နော် ပြီးရဲ့ကြက်တကောက်ကိုဖမ်းပြီးတော့ကြက်ယူထိုးမင်းမြတ်ပြီးအဲ့ဒီကြက်ကိုအကောင်လိုက်ပြုတ်ပြီးတော့ဓမင်းတစ်ထောင်းနဲ့သူမိဖို့ဆောင်အသွေးရှိစင်တစ်ခုမှတင်ထားရတာပေါ့နော်အဲ့ဒီလိုလောက်ရတာကတည်ဆုံသွားတဲ့မိဘစုမျိုးများပြန်လာပြီးစားတောင်းနိုင်အောင်ယူရထားတာပေါ့နော်အကယ်လို့ဒီခုအချိန်တွေဇွန်လပိုင်းမှာပြန်လာတဲ့ဘူဘော်ဝိကီတွေအတွက်ဘာမှတတိတရပြည်စင်ပေးရမျိုးမရှိဘူးဆိုရင်စိတ်ဆိုးပြီးတော့အိမ်သူအိမ်သားတွေဒုက္ခပေးတတ်တယ်ဆိုပြီးယူဆကြတာလည်းရှိရပါတော့နော် ညီမဂျူလီယက်ပေါ့ဒီခုဘွယ်တော့ရဲ့အတွေ့အကြုံတွေရှိရင်မျှဝေပေးပါလားမတော်။อืมညီမနေနဲ့ပေါ့နော်။အဲဒီခုဘွယ်အမှန်နဲ့ရှိမှာပြောတူလို့ပဲပေါ့နော်။အိမ်မှာကိုယ်ရဲ့မိတ်ဆွေရောင်းရင်းတွေတတော်တပါးဝါခွဲပြီးတော့မှဖိတ်ခေါ်ပြီးတော့မှဒီခုလို့ထမင်းရင်းပြအဲ့လိုပေါ့ကိုချတာထမင်းပြခေါင်းရည်အရက်တွေနဲ့ပေါ့နော်။အိမ်မှာလာပြီးတော့မှသူတို့အတူတူအခက်ကျွေးမွေးအလူလောက်ကြတာပေါ့နော်။ဒါတကယ်ကိုမှချစ်ဆရာကောင်းတဲ့ရိုးရိုးတလေးတစ်ခုပဲဖြစ်တယ်ပေါ့နော်။ညီမကိုယ်ကလည်းဒီခုကို ကြိုက်တယ်ဒီကွာဒီလူလူကနဲ့တလူတွေနဲ့လောက်တာဆိုပေမဲ့ပေါ့တော့သူကတခြားနဲ့ပြီးတော့မှအောင်အောင်ဆက်ပါအောင်ဆက်ပါနေတယ်တော့တိုင်းစားလို့ရှိတကယ်ရတာရှိတယ်ပေါ့နော်ဘယ်သူတစ်ဆိုလို့ရှိရင်တော့အာတကယ်ချင်းမိတ်ဆွေအမေဘီဘာဆွေမျိုးတွေနဲ့အတူတူဘိုင်းပြီးတော့စားလို့ရှိတယ်ပိုပြီးတော့မှအမြင်ချိတ်ရှိရပြီးတော့ဒီခုပွဲအနည်းသာပိုပြီးတော့ပေါ်လွင်တာပေါ့နော်။အာညီမအနေနဲ့ဒီပွဲကိုကျော်ရတဲ့အတွက်ကြောင့်ကိုအနေနဲ့ပြောပြမယ်ဆိုတော့ ီဘက်မှာမှာဒီခုပွဲကိုကြော်ရတယ်ကြော်ချိုက်ရတယ်ပေါ့နော်ဒါဒီခုပွဲကိုဒီဖက်ရောက်မှာဒီခုကိုတိချာစားရတယ်ပေါ့ဒီမှာဒီမှာလည်းကယန်းမျိုးတယောက်ဖြစ်တယ်ဆိုပြီးပဲကယန်းမှာဒီလိုဒီခုပွဲတော့ကိုအလုံးလေးလောက်ထားမရှိဆိုပြီးတော့အဖေကဟိုပြောပြတာကဒီမှာတိတိတိရတယ်ပေါ့နော်အဲကယန်းမျိုးတွေရဲ့ဒီခုပွဲကိုအပွဲအချင်းချင်းအဲ့လိုကျင်းပကြတာ ကြောင့်ပြောဖြစ်ပါတယ်အဲဒီဒီခုဘက်မှာဒီခုအကရကတော့ဒီမှာအမှန်တကယ်ရှိမှာပြောတော့လို့ပဲအဲအင်တိုင်းကိုဘောနော်မှာချိုးအင်ဆိုလို့ရှိရင်တချို့အင်မှာတွားရောက်ပြီးတော့မှလဲလဲပြောမှခပ်ပြဖြောပြမျိုးတွေကိုအာညီမနေလဲကိုယ်ရယ်တွေ့တွေ့ကြုံရတယ်ဘောနော်ဘုံတွေဘောင်းနေလဲဆောင်းတဲလာပြီးတော့မှဘောနော်အင်တွေမှာအဲ live ပြီးတော့မှ pick up ပြီးတော့ဖြောပြရဲ့ဘောနော် delete ထုံးစံဘောနော်ဒီဒီ delete ထုံးစံတကယ်လို့မှာ တမောလာထိတဲ့တော့တဲ့နဲ့ရွာတလေးတစ်ခုလိုပဲမြင်မိတယ်ပေါ့နော်။အားလုံးကအဲကဲရန်လူတယောက်အနေနဲ့ဒီလိုပွဲတော်ကိုစိတ်ဝင်စားပါတယ်။ကိုယ့်ရဲ့တမီးနဲ့နေတည်တဲ့တောက်တဲ့တွေ့ချင်းကြီးကိုရင်းနေပဲဖြစ်တာကြောင့်ပေါ့ပေါ့နော်။ဒီဒီလိုပွဲတော်ရဲ့ရွာတလေးကိုအတူတူလိုက်ပါဆင်နွှဲရတာလည်းညီမအနေနဲ့အရန်ကိုကကိုယ့်ရဲ့ဝမ်းမြောက်တာမျိုးဖြစ်နေတာပေါ့နော်။ဟုတ်ပါတော့။ဟုတ်ကဲ့။ကျမတို့ရဲ့စကားဝိုင်းကိုဒီနေ့ဒီနေရာမှာပဲရက်နာခွင့်ပြုပါအောင်ရှင်။ နောက်ဆီစဉ်တွေမှာလည်းပြန်လည်ဆုံတွေ့ကြပါဦးမယ်။အဆုံးထိတရှိပေးကြတဲ့အတွက်ကျွန်တော်ခင် TV မှာကျေးဇူးထူးတင်ရှိပါရရှင်။ Greenie ပြည်အမြန်ဆုံးအချိန်ပြေရိုးရအမွေများရရှိတည်နေပြီးတော့လူငယ်များမှဆက်လက်ထိန်းသိမ်းနိုင်ပါစေကြောင်းဆုမကောင်းတောင်းရန်။တရာဖြစ်စီ